လုံးမင်းမင်္ဂလာပါရှင်။ Oreo Book Library by Imosuri Page လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရယ်။ဒီနေ့လေးမှာလည်းဆရာမလွန်ထားထားရှိတမ်းများဝေထားတယ်။စိတ်ကောင်းရှိဖို့သင်ယူပါဆိုတဲ့စောင်းပါလီကိုဖတ်ပြပေးချင်ပါတယ်ရှင်။စောင်းပါလီရဲ့အစမှာစိတ်ကောင်းရှိခြင်းဟာမွေးရပါအကျင့်တစ်ခုလည်းဖြစ်နိုင်တယ်လို့ကိုရှင်တန်ကြီးပြင်းလာရတဲ့ပုံဝင်ခြင်းကလေးချင်းတင်ကြပေးလိုက်လို့စိတ်ကောင်းရှိနေတတ်တာလည်းဖြစ်နိုင်ပါတယ်တဲ့။ တချို့ကတော့စိတ်ကောင်းရှိခြင်းကိုအလေးချင်းတစ်ခုလိုလေ့ကျင့်ယူတတ်သူတွေလည်းရှိပါတယ်။စိတ်စေတနာကောင်းလေးတစ်ခုဟာဘာရင်းနှီးမှမဆိုင်ရပါပဲနဲ့။ကိုယ့်ရဲ့ဘဝကိုအစဉ်ပြေပြေအေးချမ်းချမ်းရှိစေပါတဲ့။စိတ်စေတနာကောင်းရှိသူတွေဟာသူများပေါ်အပြစ်မမြင်တတ်အဆိုးမမြင်တတ်ပဲနဲ့သူတစ်ပါးအစဉ်ပြေချုံးမွေအောင်ဘာလီကူညီပေးလိုက်ရမလဲ။ဘာလီများဝေပေးလိုက်ရမလဲလို့အမဲစိတ်ကူနေတတ်သူတွေဖြစ်သလိုသူတစ်ပါးမှအစဉ်ပြေပြေဆုံးသွားရင်လည်းကြည်နူးပျော်ရွှင်နေတတ်သူတွေဖြစ်ပါတယ်တဲ့။ စိတ်ကောင်းရှိသူတွေနဲ့ထိတွေ့ဆက်ဆံရတဲ့အခါတိုင်းသူစီကနေ နေထွေးဖြူစင်မှုတွေကူးဆက်ပြီးကိုယ်စီမှာလည်းစိတ်နှလုံးကိုလုံခြုံနေထွေးမှုကိုခံစားရစေပါတယ်စိတ်ကောင်းရှိခြင်းဟာကုသိုလ်စိတ်လေးဖြစ်ပါတယ်တဲ့။သူများပုံမှန်မလို့ဓမ္မစိတ်အစိုးမြင်တဲ့စိတ်မစ္စတီးယားစိတ်တွေမရှိတဲ့အတွက်အကြည်တက်ကလေးနဲ့လင်းများချွတ်ကြီးနေတတ်ပါတယ်။ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာစိတ်ကောင်းရှိသူတွေနဲ့ဝန်းရံထားရတဲ့ကိုယ့်ရဲ့နေရတိုင်းဟာလည်းစိတ်ဆင်းရဲခြင်းကင်းစွာပျော်ရွှင်ရတဲ့နေရတည်ပဲဖြစ်နေပါလိမ့်မယ်။စိတ်ကောင်းရှိခြင်းဟာကိုယ်မှာမရှိသေးရင်သင်ယူလေ့ကျင့်ယူလို့ရပါတယ်တဲ့။သူတစ်ပါးစီကစိတ်ကောင်းရှိတဲ့အပြုမူလေးတွေအလေးအကျင့်လေးတွေကိုဆို ကိုယ့်စီမှာပါကူဆက်လာအောင်အတူယူသင်ယူလိုက်လို့ရပါတယ်။စိတ်ကောင်းရှိခြင်းဟာနှလုံးသွင်းမှန်ကန်ခြင်းကနည်းမြဖြာခံပါတယ်တဲ့။ ကိုကြုံဆုံရတဲ့အတွေ့အကြုံလေးတွေအပေါ်မှာမှန်ကန်စွာနှလုံးသွင်းလိုက်နိုင်ရင် သူတစ်ပါးပေါ်မကောင်းကြံစီတာသူတစ်ပါးရဲ့အောင်မြင်ချမ်းသာမှုအပေါ်မနာလိုဝန်တိုစိတ်ဖြစ်တာသူများမကောင်းကြအတင်းဖြစ်နေပြောတာစားတဲ့စိတ်ကောင်းမရှိတဲ့အပြုမှုတွေမပြုမှုမီတော့ပါဘူးလူတယောက်အောင်မြင်နေတာကြီးပွားချမ်းသာနေတာဟာသူပြုခဲ့တဲ့ကောင်းမှုကုသိုလ်ကံတွေအကျိုးပေးနေတာလို့နှလုံးသွင်းမှန်ကန်စွာဆင်ခြင်လိုက်မယ်ဆိုရင်ကိုထက်တာနေတဲ့သူအပေါ်မှာလည်းမနာလိုဝန်တိုစိတ်ဖြစ်စရာအကြောင်းမရှိတော့ပါဘူး သူကန်တဲ့သူကိုကန်တဲ့ကိုမကောင်းကျိုးချမ်းသာတွေလိုချင်နေဆိုရင် ကောင်းတဲ့ကုသိုလ်စိတ်လေးတွေကိုတာမွေးမြူပါတဲ့ကိုတွေးသည်များပြောသည်များပြုမှုလောက်ကင်သည်များဟာလေကိုရဲ့ကံတွေဖြစ်အကျိုးပေးသောမှာပဲဖြစ်ပါတယ်တဲ့ဒါကြောင့်စိတ်ကောင်းနှလုံးကောင်းရှိဖို့ကိုသာသင်ယူပါ ကိုကစိတ်စေနာကောင်းလေးနဲ့ပြုမှုဆက်ဆံသည့်တိုင်ကိုရဲ့စိတ်ကောင်းရှိမှုအပေါ်အတုံးချအမျက်ထုတ်သွားတာကိုရဲ့တံပိုးကိုနှိမ်ချစော်ကားသွားတတ်တာစားတဲ့သူမျိုးနဲ့ကြုံဆုံခဲ့ရရင်လေကိုရဲ့စိတ်စေနာကောင်းလေးတွေကိုအပြတ်မခံပါနဲ့တဲ့ စေတနာကိုစော်ကားတတ်သူဟာသူ့ရဲ့ပြဿနာသာဖြစ်ပါတယ်။ကိုယ်စေတနာနဲ့မထိုက်တန်တဲ့သူဟာလည်းကိုယ်အနာကနေတဖြည်းဖြည်းဝေးလွင့်သွားမှာပါပဲဆိုပြီးဆရာမရဲ့ဆောင်ပါလီကိုဒီညာလေးမှပဲဆုံးသက်ထားပါရဲ့ရှင်။ ဆီယမိုင်းသားနေတဲ့အခုလိုစာပေလေးတွေကို update ဖြန့်ရှိနေဆိုရင်တော့ဆီယမိုင်းရဲ့ Facebook page ဖြစ်တဲ့လွန်ထားထားစီတက်ကတူဆိုတဲ့ page လီမှာတွားရောက်ဖြန့်ရှိလို့ရတယ်လို့ဆီယမိုင်းသားထုတ်ဝေပြီးဖြစ်တဲ့စာအုပ်တွေကိုလည်းဝေယူအပ်ပြီးဖြန့်ရှိလို့ရပါတယ်ရှင်။ပြီးဆုံးတဲ့ဒီနောက်ထပ်ပေးကြတဲ့တူတယောက်ချင်းစီတိုင်းကိုအများကြီးကျေးဇူးတင်ပါတယ်။နောက်ထပ်ဆောင်ပါလေးတွေမှာလည်းထပ်ပြီးဆုံးကြပါအောင်ဆုနော်။